အေးချမ်းတဲ့ညတညမှာပေါ့တောနဲ့ကြီးတဲ့ကတစ်ပင်အိုကြီးရဲ့အခေါင်းပေါက်ထဲမှာဝက်ဝံမိမိကမာမီကြီးနဲ့သူ့ရဲ့ဝက်ဝံပေါက်ဆလေးကမိမိကြီးတို့နေထိုင်ကြပါတယ်အဲ့ဒီနေ့ညကလမင်းကြီးကတာလို့လင်းချင်းလေးကတိုးတိုက်တိုက်နဲ့တော့ရဲမှာတိတ်ဆိတ်ငြိမ်တက်နေပါတယ်မိ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 ကိုပုံပြင်လေးတစ်ပုတ်လောက်ပြောပြပါဦးနော်လို့ပြောလိုက်တယ် ဝဝံပေါက်ဆလေးမိမိကမာမီရဲ့နှွေထွေးတဲ့ရင်ခွင်ထဲမှာခေါင်းလေးတိုးဝေ့ရင် တိုးတိုးလေးပြောလိုက်ပါတယ်ဝဝံမိမိမာမီကသူ့သားလေးရဲ့နူးညံ့တဲ့အမွေးတွေကိုဖော့ဖော့လေးပုတ်သက်ရင်စပြီးပုံပြင်ပြောပြပါတော့တယ်ဟိုးရှိရှိတုန်းကတောနဲ့ကြည်ရဲ့အဝေးကြီးမှာဝဝံကြီးတကောင်ရှိတဲ့သူ့နာမည်ကပူပူတဲ့ပူပူကအရန်ကိုကျင်းနာတက်တဲ့ဝဝံကြီးပေါ့အစ်တနေ့မှာပူပူကတောထဲမှာလမ်းလျှောက်ရင်ငှက်ကလေးတကောင်တကိုင်းကျိုးပေါ်မှာထိုင်နေတာကိုမြင်လိုက်ရတဲ့ငှက်ကလေးကညှဉ်းညူနေရှာတဲ့ငှက်ကလေး မင်းပါဖြစ်နေတာလေလို့ပူပူကတိမ်မွေးစွာမေးလိုက်တဲ့နှစ်ကလေးကဟင့်ကျမရဲ့အတိုက်လေးကလေပြင်းတိုက်လို့မြေပေါ်ကျပြီးပျက်စီးသွားပြီအခုလိုညဘက်ကြီးမှာဘယ်မှာအိပ်ရမှန်းမသိဘူးလို့ပြောပြတယ်ဒီဒါကိုကြားတော့ပူပူဝဲဝံကြီးကသူ့ရဲ့ကြီးမားတဲ့လက်ဖွားကြီးနဲ့နှစ်ကလေးရဲ့အတိုက်ပျက်စီးလေးတွေကိုဖော့ဖော့လေးကောက်ယူလိုက်တယ်ပြီးတော့တစ်ကိုင်းအစ်စ်တစ်ခုပေါ်မှာအရင်ကထက်ပိုခိုင်ခန့်ပြီးပုံတွေးထွေးတဲ့အတိုက်အစ်စ်လေးကိုစေတနာအပြည့်နဲ့စောက်ပေးလိုက်တယ်ဒီအတိုက်အစ်စ်လေးကတော့နှစ်ကလေးကအရန်ကိုဝမ်းသာသွားပြီးပူပူဝဲဝံကြီးကိုကျေးဇူးတင်စကားတဖော့ဖော့ပြောတာပေါ့ ပူပူဝတ်ဝံကြီးကအရန်ကိုကောင်းတာပဲလို့လဲချီးမွမ်းလိုက်သေးတယ်ဝတ်ဝံမေမေမာမီကသူ့သားလေးကိုကြီးလိုက်တော့မီမီလေးကမျက်လုံးလေးတွေမေးစင်းလို့ပုံပြင်တဲ့စိတ်ရောက်နေပါပြီကီတီတော့မီမီရဲ့ပူပူဝတ်ဝံကြီးလိုပဲကိုချင်းစာတရားထားတတ်တဲ့သူသူတပားကိုကူညီတတ်တဲ့သူဖြစ်အောင်ကြိုးစားတော့အဲ့ဒါမှမီမီရဲ့ပဝင်းကျင်ကလူတိုင်းကမီမီကိုချစ်ကြမှာကောင်းပြီးအိတ်တော့တော့သားလေးမာမီရဲ့ရင်ခွင်ထဲမှာမီမီလေးကဟုတ်ခဲ့ပါမေမေမီမီကူညီတတ်တဲ့ဝတ်ဝံလေးဖြစ်အောင်နေပါမယ်လို့တိုးတိုးလေးပြောရင်အိတ်ပျော်သွားပါတော့တယ်ကျင်နာချင်းကိုချင်းစာတရားနဲ့အချင်းချင်းကူညီဖေး မကျင်တို့သည်ပျော်ရှင်ခြင်းမြေတော်ဘဝအတွက်အရေးကြီးဆုံးသောအရေးချင်းများဖြစ်ကြပါသည်ပုံပြင်